အားကောင်းသောလေဖိအားနေရဝန်အခြေအနေအတိပေးချက်ငါကထနဲ့2025 1389ခုကစုံလပြည့်ကျော်30ရက်2025ခုနှစ်မေလ21ရက်ကတလေဖိအားနေရဝန်အခြေအနေယနေ့မြမစံတော်ချိန်6နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေဩအနောက်အလဲပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းလွန်တွင်ဖြစ်ပေါ်နေသောလေဖိအားနေရဝန် low pressure area ဒီမြောက်အနောက်မြောက်ဘက်သို့အနည်းငယ်ရွေ့ရှားခဲ့ရာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ကီနယ်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ပြီးအားကောင်းသော လေဖိအားနှင့်ရေဝန်း Walmart low pressure area အဖြစ်သို့ပုံမူအားကောင်းခဲ့ပါသည် နှစ်ခန့်မှန်းချက်အဆိုပါအားကောင်းသော လေဖိအားနှင့်ရေဝန်းသည်လာမည့်48 နာရီတွင်မြောက်အရှိမြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်သည်။ဟုခံမှန်းရပါသည်။သုံးမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှု အဆိုပါအားကောင်းသော လေဖိအားနှင့်ရဝန်း၏အရှိန်ကြောင့်ဖြစ်ပေါ်လာသောအားကောင်းသော အပူပြန်တက်တိမ်တိုက်များကြောင့်လည်းကောင်းအရှိလေဝေလိုင်းများကြောင့်လည်းကောင်းမုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်လည်းကောင်းယနေ့မှစ၍ 26ရက်5လ2025ရက်နေ့အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းကနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းပျက်စီးလက်ခြင်းမိုးချင်းခြင်းမိုးသီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည် ကိုယ်စိတ်နှစ်ဖြာစမ်းမရှင်လန်းကြပါစေ။